ဒီအမျိုးသားကတော်လန်းကနေကားမောင်းလာတဲ့ချိန်ရုပ်ပြရဲ့ထူးထူးဆန်းဆန်းအရာတစ်ခုကိုတွေ့လိုက်ရတယ်။အဲဒါကြောင့်သူကကားဘောကဆင်းပြီးအနီးကကြည့်ဖို့ထွက်လာခဲ့တယ်။အနီးတနေရာမှာကော်ဖီတစ်ခွက်ကလေတွေပါလွင့်နေတာကိုတွေ့လိုက်ရတယ်။ဒါကိုတွေ့တော့သူကထူးဆန်းနေတာကြောင့်ကော်ဖီခွက်ကိုကြည့်ဖို့အနီးက ရောက်လာခဲ့တယ်။ဒီလိုနဲ့ကော်ဖီခွက်ကိုထိကြည့်လိုက်တော့ကော်ဖီခွက်ကဒဇွန်တစ်ခုပေါ်ကနေလင့်ဆင်းသွားသလိုဖြစ်သွားပြီးမြေပေါ်ကျသွားခဲ့တယ်။သူကဒီထူးဆန်းတဲ့မင်းကွင်းကိုကြည့်ပြီးကော်ဖီခွက်လွင့်နေတဲ့နေရာမှာဘာရှိနေမလဲဆိုတဲ့စိတ်နဲ့ကိုင်းကြည့်လိုက်တော့အရာဝတ္ထုတစ်ခုကပိတ်ဆို့ထားတာကိုတွေ့လိုက်ရတယ်။ ဒီလိုနဲ့သူကဘေးနားမှာတွေလဲကင်ကြီးလိုက်တော့ကားပုံစံတစ်ခုကိုပေါ်လာခဲ့တယ်။သူကထီထီမိမိကင်ကြီးလိုက်တော့ကားပုံစံကပိုပေါ်လာတာတွေ့ပြီးသူကတကားလက်ကင်တစ်ခုကိုတွေ့သွားတယ်။ဒီလိုနဲ့သူဖွင့်လိုက်တာနဲ့တကယ်ပဲအထဲမှာကားကအကောင်အတိုင်းရှိနေတာတွေ့တော့သူကအံ့ဩသွားခဲ့တယ်။အဲ့ချိန်သူကထူဆန်းသောခလုတ်တစ်ခုကိုတွေ့ပြီးခလုတ်ကိုနှိမ့်လိုက်တဲ့ချိန်မှာတော့ချက်ချင်းခဏကသူမမီဟားတဲ့ကားကသူ့ရှေ့မှာပေါ်လာခဲ့တယ်။အဲ့ဒါကိုတွေ့တော့သူကအံ့ဩသွားခဲ့တယ်။ဒီလိုနဲ့သူကကားတကားကိုပြန်ပေးလိုက်တော့ကားကမမြင်နိုင်တဲ့အခြေအနေတို့ပြန်ရောက်သွားခဲ့တယ်။ ထူးဆန်းတဲ့မြင်ကွင်းကြောင့်သူကအရန်တုံလုသွားပြီးဦးထုပ်ကိုချွတ်လိုက်ကအန်အောမစုံဖေးသွားခဲ့တယ်